ဒီနေ့ဗီဒီယိုမှာတော့ Photo Expand သစ္စာတွေလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Photo Expand ဆိုတာကတော့ Photo ရဲ့ပုံကို view ကျဲသွားအောင် edit လုပ်တာပဲဖြစ်ပါတယ်။ဥပမာပန်းငင်းပုံချင်းချင်းလေးတွေကိုအစရကြီးဖြစ်သွားအောင်လုပ်တာမျိုးဒါမှမဟုတ်ခန္ဓာကိုယ်အပြည့်မပါတဲ့ပုံကိုအပြည့်ပြည့်အောင်လုပ်တာမျိုးအပြည့်တခြားတခြားသော Photo တွေအားလုံးကိုလည်း AI နဲ့အလွယ်ကူဆုံး Expand လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲဆက်လက်ကြရအောင်။ background AWS မှာပါကိုဖွင့်မယ် AI expand ဆိုတဲ့ဟာကိုနှိပ်ပြီးလို့ရင်ကျွန်တော်တို့ချက်မဲ့ပုံကိုထက်အောက်မှာဆိုရင် ratio standard တွေအများကြီးရှိပါတယ် ng စတိုးတွေနဲ့အောက်က expand ကိုနှိပ်ပြီးချက်ကြည့်ပါမယ် AI expand လေး your photo just a moment okay ကျွန်တော်တို့အနေနဲ့အချိန်ခဏဆောင်ပေးရပါမယ် expand လေးလောက်ပြီးတဲ့အခါမှာတော့ဒီလိုမျိုးအနေထားလေးဖြစ်သွားပါပြီ ဒီလိုမျိုး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 ထည့်ပြီးသွားတဲ့ပုံလေးရရှိသွားပါပြီ။ Okay ဆေးလိုက်မယ်။အောက်မှာ YouTube ratio ကိုရေးပြီး expand တစ်ခါထပ်လုပ်ကြည့်မယ်။ဒီမှာဆိုလို့ရှင် YouTube ratio အကျဉ်းကျွန်တော်တို့အနေနဲ့တခြား ratio တန်အမျိုးမျိုးကိုပါ expand လုပ်လို့ရအောင်မှာပါ။ YouTube ratio expand ကိုနဲ့ခဏစားဒါဆိုလို့ရှင် YouTube ratio စတိုင်ကိုချက်ပြီးသွားပါပြီ။အနေထားကတော့တော်တော်မိုက်ပါတဲ့။ Save မယ်။ ီတစ်ခါမှာတော့အောက်က free ဆိုတာကိုရွေးပြီးအဆုံးထိချက်ကြည့်ကြည့်ပါမယ်။အိုးအပေါ်ကဘာလို့ဆက်မရတာလဲ။ Okay ဒါဆိုလို့ရှိရင်ပုံကိုအလဲကောင်းမှထဒါကတော့အဆုံးထိချက်ထားတဲ့အနေအထားလေးပါ။ expand နှိပ်လိုက်ပါမယ်။ Okay ကြည့်ကြည့်လိုက်ပါ view ကတော့တော်တော်ကိုကျယ်သွားပါပြီ။မစိုးပါဘူးပုံလေးတွေကတော့ကြည့်လို့ကောင်းတာကိုတွေ့ရပါလိမ့်မယ်။ ဆေးလိုက်ပါမယ်တခြားပုံပြောင်းပြီးချက်ကြည့်ပါမယ်တခုတော့ရှိတယ် border အနေနဲ့အခုလိုပုံတွေကိုချက်လို့ရတဲ့ photo expand feature ဟာဆိုလို့ရှိရင် premium web တုံးမှရှာမှာပါဒါဆိုရင် free တုံးလို့ရလား yes ကျွန်တော်ရဲ့ telegram channel မှာဆိုလို့ရှိရင် premium feature တွေပို့ background editor remove မဟုတ် apk အပြင်တခြားတခြားတော့ photo edit တွေ video edit တွေမဟုတ် apk တွေကိုပါ share ပေးထားတာမဟုတ်ပတ်စံမတုံးခြင်းပဲ premium feature တွေကိုမှတုံးခြင်းကြတဲ့ border တွေအတွက်ကတော့လုံးဝလုံးဝ okay ဒီမှာပါဒါဆိုလို့ရှိရင်ပုံလေးတွေကိုအလွယ်ကူဆုံးဘယ်လိုချက်ရမလဲဆိုတာကို border တို့ အနေနဲ့သိရှိသွားပြီလို့ထင်ပါတယ်။ Okay နောက်ထပ်ဗီဒီယိုမှာအခုလိုအခုလိုမျိုးပုံလေးတွေကိုအခုလိုအခုလိုမျိုးဗီဒီယိုလေးတွေအဖြစ်အလွယ်ကူဆုံးဘလို့ပြောင်းမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်တဲ့အပြင် Photo and Video Editing Tutorial လေးတွေကိုအမြဲတမ်းအမြဲတမ်းသင်ပေးသွားမှာမို့ Channel လေးကို Subscribe လုပ်သွားပါဦး။ Facebook ကဆိုရင်လည်း Like and Follow လုပ်ပေးသွားပါအားလုံးပဲအားလုံးအားလုံး Okay ကြပါသေးဗျာ။